Hello အားလုံးပဲမင်္ဂလာပါဖိုမာချန်ကနေကြိုဆိုပါတယ် Chelsea နဲ့ Real Betis တို့ရှင်ပိုင်ကစားတဲ့ Conference League ဘောလုံးပွဲမှာ Chelsea ကကျွန်တော်တို့ကနောက်ကနေပြီးတော့ light ကစားရင်းနဲ့၄ဂိုးတကူဆိုတဲ့ရလနဲ့နိုင်ပြီးတော့ Conference League မှာဘိုးဆွဲတယ်ပေါ့နော်ကျွန်တော်ဘိုးဆွဲခဲ့တဲ့အတွက် Chelsea ဟာဒီပြိုင်ပွဲအနိုင်ရခဲ့တဲ့အပြင်ကျွန်တော်တို့ဒီဥရောပဖလားအဓိက major ဥရောပဖလား၄လုံးကို United နဲ့ပထမဆုံးအသင်းကျွန်တော်ဖြစ်လာတယ် ဒါဟာ Chelsea အတွက် imminent အရေးပါတဲ့အောင်မြင်မှုပါအထူးသဖြင့်တော့ဗျာ Conference League ဆိုတာကမှန်တိုင်းပြောရင် Chelsea အတွက်မရတော့မှခေါင်းထဲသိပ်ပြီးတော့မထည့်သင့်တဲ့ပြိုင်ပွဲမျိုး Chelsea နဲ့ Conference League ဆိုတာမျိုးကဘာမှစိုက်မနေသင့်ဘူးသိရမလား Chelsea ကတိထက်ပူပြီးတော့မှန်ကန်မြင့်တဲ့ဒီပြိုင်ပွဲတွေမှာပဲအမြဲတမ်းရှိနေရမှာ Conference League ဆိုတာ Chelsea နဲ့ဘာမှကိုမဆိုင်ဘူးသို့တော်လည်းပဲခုနကကျွန်တော်တို့ပြောလို့ပဲဒီပထမဆုံး UEFA ဒီကျွန်တော်တို့အဓိက major flaw လေးလုံးကို United အသင်းဖြစ်လာတယ်ဆိုတော့ မှတ်တမ်းဟာကျွန်တော်နည်းနည်းတော့မဟုတ်ဘူးဒါအပြင်ဒီပွဲကလည်းချက်စီးတွေ့လွယ်လွယ်ကူကူတော့မဟုတ်ခဲ့ဘူးသူတပင်းပေါ့နော်အပွဲမစားတင်ကရင်ကလေးက okay ဘတ်တင်မှာဘလောက် chance မှမရှိဘူးချက်စီးမှာအများကြီးပို့ပြီးတော့ final မှာပိုဆွဲဖို့နဲ့ပတ်သက်ပြီးတော့ chance ရှိတယ်ဆိုတာအားလုံးလည်းကျွန်တော်တို့ကယူဆထားပြီးသားပဲဒီနှစ်သင်းကြားထဲမှာကွာဟမှုတွေကအများကြီးပါ ဒါပေမဲ့လို့ပေါ့နော်ဒုတိယပိုင်းအပြောင်းလဲတွေကအများကြီးစကားပြောသွားတယ်ဒုတိယပိုင်းတော့ကျွန်တော်တို့ဒါပြိုင်ဘက်ကအပြောင်းလဲတွေကအများကြီးစကားပြောသွားတာဆိုတော့ real betic ကကျွန်တော်တို့ညီနေဒီ6မိနစ်မှာနေဥဆောင်ကိုရတယ်တော်တော်ကောင်းနေကိုနေသူတို့ဥဆောင်ကိုရတယ် Chelsea ဘက်ကတော့ကျွန်တော်တို့ဒါ Anzu Fernandez ရဲ့ဒီ Parma ရဲ့ဖြစ်တင်ဘောကနေဒီစင်ခေါင်းတိုက်သွားတဲ့ twin ကိုရယ်နောက်ထပ် Parma ရဲ့ဖြစ်တင်ဘောကနေဒီစင်မဲ့ Nicolas Jackson ခေါင်းတိုက်သွားတဲ့တကူရယ်နေသူတို့ပြန်ပြီးတော့ Chipa ကိုဥဆောင်ကိုယူတယ် ဒါပြင်ဒုတိယပိုင်းမှာလူစားဝင်လာတဲ့ဂျေဒန်ဆန်ကျူက83မိနစ်မှာကျွန်တော်ကတတိယမြောက်ဥဆောင်ကိုကျွန်တော်တွင်းနေပြီးကိုင်စီတို့ကဒါစရုထမြောက်တွင်းကိုကျွန်တော်တို့က90မိနစ်မှာကျွန်တော်တော်တော်ကောင်းတဲ့ကန်ကြတာဒီဖလက်ဖြစ်သွားတယ်ပေါ့ဗျာဆိုတော့ဒါတွင်းနေ41ဆိုတဲ့ကျွန်တော်ရလက်နဲ့9နဲ့ဒီနေရာမှာ Chelsea နဲ့ပတ်သက်လို့ကျွန်တော်မပြောခင်ဘတ်တစ်ပေါ့နော်ဘတ်တစ်တို့ကတော်တော်လေးချီကျူးစရာပါအထူးသဖြင့် Pellegrini ရဲ့အတင်းကကျွန်တော်ဒီအချိန်နေတိရောက်လာအောင်ဆွမ်းဆောင်နိုင်တာကိုက သူတို့အတွက်ကျွန်တော်မလွယ်ဘူးလို့ကျွန်တော်ပြောရမယ်ချီးကျူးစရာဖြစ်တဲ့အနေအထားမျိုးပါ Chelsea နဲ့တွေ့လို့သူတို့တွေဘာ chance မှမရှိဘူးဆိုပေမဲ့လို့သူတို့ရဲ့အဓိကကစားမဖြစ်တဲ့ကျွန်တော်သာဒီပါလေဒါ Azeluni ကျွန်တော်တန်ရမရခင်လူစားမလဲခင်တီကိုပဲကျွန်တော်တောက်လျှောက်ဆိုသူတို့ကျွန်တော်တို့ဒီဒုက္ခပေးခဲ့တာအဲ့ဒီကစားမလူစားလဲလိုက်တာဒဏ်ရာရသွားတာဟာ Chelsea အတွက်အားပါခြင်းလေကျွန်တော်ဖြစ်သွားတယ် ရီယယ်ဘက်တီးရဲ့အရာအားလုံးရဲ့အဆုံးသက်လည်းကျွန်တော်ဖြစ်သွားတယ်။ဘက်တီးကဒီနေ့ပွဲပထမပိုင်းမှာတော်တော်ကောင်းကောင်းပုံစံတွေကိုသူတို့ကပွဲထွက်လူဟိုဒီပုံကတော့တော်တော်ကောင်းကောင်းပုံစံတွေကိုသူတို့ကစားထားတာ။ ESCO ဆိုလို့ရှိရင်ဒီပွဲမှာတပွဲလုံးကိုကောင်းနေရောပဲ။ဒါဒါကြောင့်ပေါ့နော်ကျွန်တော်ကစားမားတစ်ယောက်ကတိုင်ပတ်တဲ့ကစားမားရဲ့ဘေးမှာကစားတဲ့ကသူဘလောက်ကောင်းလဲဆိုတာအမြင်နဲ့မြင်နိုင်တယ်။ဆိုတော့ ESCO လည်းပဲဒီတိုင်းပဲ။ အစ်ကိုလည်းပဲဒီတိုင်းပဲကျွန်တော်တို့ဒီအဇလူနီတို့ရှိတုန်းကလည်းဒီကစားမနှစ်ယောက်ရဲ့အခြေဆက်တွေကတော်တော်ကောင်းတာတိုက်စီကကျွန်တော်တို့နေဒီဘာကန်ဘူးတို့ဘာတို့ကဘာမှကျွန်တော်လုပ်လို့မရဘူးကွင်းလေကာကာရူဆူတို့ပပလူဖော်နက်စ်တို့ဆိုလို့ရှိရင်လည်းပထမပိုင်းလောက်ပဲကျွန်တော်အဆင်ပြေတာဆိုတော့ဒုတိယပိုင်းတို့အနေနဲ့ပေါ့နော်ဒီတိုက်စီကတန်မြန်ဒီကနေတစ်ဆင့်ပဲပြောပြောဘလူပဲပြောပြောအစ်ကိုနဲ့အရင်အခြေဆက်မိပြီးတော့တကယ်လည်းပဲဘူစတိုတို့ဘာလို့ကစားမမျိုးတွေကိုအများနဲ့ဒုက္ခပေးနေတဲ့ဒီအဇလူနီကျွန်တော်ထွက်သွားတဲ့အခါအင်ဂျူရီကြတော့ထုတ်လိုက်ရတဲ့အခါမှာ ဘတ်တစ်ရဲ့ပွဲကကျွန်တော်ပြီးသွားတော့တာပဲအဲ့ဒီကလေးကကျွန်တော်တို့သိလိုက်တယ်โอเคဘတ်တစ်အတွက်သွားပြီရီယယ်ဘတ်တစ်အတွက်ကျွန်တော်တို့မျှော်လင့်ချက်မရှိတော့ဘူးတမ်ပြန်ဒီမှာလည်းဒုက္ခပေးနေဆိုရင်ရှိတဲ့သူမရှိတော့ဘူးကျွန်တော်တို့ယူဆတယ်လို့ပဲဘာမှန်ဘတ်တစ်အဲ့ဒီနောက်ပိုင်းမှာထူးထူးခြားခြားကျွန်တော်မလုပ်နိုင်ဘူးဒီတခုတည်းတော့မဟုတ်ဘူးသူသမီးတော့ကျွန်တော်တို့အနေနဲ့အဲ့ဒီကစားမကိုလဲတာလဲကျွန်တော်ပါတယ်ဒါမဲ့လို့ဘောနော်အဲရီစီဂျိမ်းစ်တို့ဘာလို့ကို ghost တို့ရုနဲ့အစားထိုးလိုက်တာတွေလည်းကျွန်တော်အများကြီးပါတယ်သူသမီးတော့ဒီ James ဝင်လာတဲ့ အစောပိုင်းကိုပဲဟူကောင်းကမင်းဒုက္ခပေးသေးတာထားပါတော့ခေါင်းဘောတွေဆိုလို့ချင်း James တို့ကပါမင်းရှင်ပြီးတော့တိုက်ပြီးတော့အမြင်ဘောတွေယူသွားတာတွေတည်တယ်ဒါမှမဟုတ်အန်ဒီအပင်းနေတော့မယ်ဒါပေမဲ့လို့ဘောတော့သူ injury ပြဿနာကျူးပြီးတော့လူစားလေးလဲလိုက်တဲ့အခါသူ့နေရာကိုအစားဝင်လာတဲ့ကစားမကဘယ်လိုမှကျွန်တော်နဲ့ James တို့ဘာလို့ကိုမကြော်နိုင်ဘူးဆိုတော့ Chelsea ကအရင်ကတည်းကပြာနော်ကိုယ့်ရဲ့အကောင်ဆုံး strong အဖြစ်ဆုံးပုံစံနဲ့ပွဲထွက်လာမှာမစိုးရင်တင်းတဲ့ຢာတွေစိုးရင်သွားရတယ် Gusto တို့နေရာမှာဘယ်လိုမှအဆင်မပြေဘူးအော် James တို့ဝင်လာမှကျွန်တော်အချိန်ကြီးကောင်းတယ် ဘာရီယာရှိသူကပါမန်ထက်မပူဘူးဘိုးဝဲတို့ဝင်လာမှကျွန်တော်တော်တော်လေးအဆင်ပြေသွားတယ်နောက်တန်းဟာကျွန်တော်အချင်းကြီးကောင်းသွားတယ်ကွင်းလင်ကလည်းကြာလီအန်ဇူနဲ့ကန်စီတို့တို့ရဲ့ဒီ on the ball out of on position out of position တွေကိုပြိုင်ဘက်ကကျွန်တော်ကာရိုဆူတို့နောက်ပြီးရှင်ပက်ဘလူဖော်နေစ်တို့ကဘလူးမန်ကျွန်တော်မရှင်းနိုင်ဘူးမရှင်းတဲ့အောင်ပေါ့နော်ပထမပိုင်းမှာချဲစီအငိုက်မိနေတဲ့ပုံစံတော်တွင်းမှာကိုပဲဘက်တစ်ကတော်တော်ကစားပြသွားတာကိုတော်တော်ချီးကျူးရမှာအဲ့မှာဆိုလို့ရှင်တော်တော်ကောင်းတာဘက်တစ်ကသူကနေသူကစားတာတွေက NDA တွေတော်တော်များတယ် အစ်ကိုရဲ့ဂိုရီပါရီတာရမထားလို့အဲ့ဒီဂိုရီတာရထားတယ်ဆိုလို့ရှိရင်ပွဲရဒီလိုမျိုးအပြောင်းလဲဖြစ်ချင်မှာဖြစ်မှာတူးစည်းပါညာဖြစ်သွားပြီဆိုလို့ရှိရင်တော့နည်းနည်းလေးချက်စီကလူတာတဲ့ပို့ပြီးတော့ကျွန်တော်တို့ဒါရှုပ်ရှုပ်ချက်ချက်တွေပြီးလို့ရှိရင် rush ဖြစ်တာတွေကျွန်တော်လောက်ရတော့မှာဗျာလောက်ရတော့မှာဒါကြောင့်မနော်ဘလူးပဲဖြစ်ဖြစ်ချက်စီဘက်ကအပြောင်းလဲတွေဒီ real betis ရဲ့ဘက်ကအဲဇလီနီတို့ရဲ့အပြောင်းလဲတွေဟာဒီပွဲရဲ့ရလက်တွေကိုအများကြီးရှစ်ဖြစ်သွားစေတဲ့ပြည်မလားအကြောင်းရင်းတွေကိုကျွန်တော်ပြောရမယ်နောက်တစ်ခုက Chelsea ပြည်သက်တွေကတော့လေ လက်လျှော့ထားပြီးသားတို့ကျွန်တော် watch လောက်မှာသလိုချင်းလည်းပဲ Chelsea ပြည်သက်တွေကတော့ဒီဇာမားနဲ့ပတ်သက်လို့လက်လျှော့ထားပြီးသားဘာညာပြောကြတာပဲ Nicholas Jackson ဒီညမှာသူသူကောင်းတိုက်သွင်းကိုတကူသွင်းဥဆောင်ကိုတကူသွင်းသွားပါတယ်ဒါဒါကောင်းနေရပါတည်ရမလားဒီဖြစ်တင်ပေါ်ပြလိုက်တဲ့နေထားမှာလည်းဟိုကိုပါမာတော်တော်ကြီးကောင်းနေပေါ့နော်ကျစင်းစားလို့မရအောင်တည်လာဒီတံပြန်ရလာတယ်ဗျကိုက1 2ဖြစ်နေတဲ့အချိန်မှာ1 3နဲ့ဆိုလို့ရှင်ပွဲရ AC ဖြစ်သွားပြီတည်တယ်နောက်ပိုင်းကျတော့140ဖြစ်သွားတာဆိုတော့ဗာဒါမဲ့လို့သူဆွဲလာတယ်တယောက်ထဲရေနော်ခံစစ်တယ်လည်းမရှိဘူးဘိုးသမားကလည်းဟုတ်အဝေးကြီးမှာ အဲ့ဒီလုံတယောက်တည်းဆွဲလာတာပူဆူးတာကဘာလဲဆိုတော့ဘေးမှာဆန်ချူပါတဲ့ဘေးမှာဆန်ချူပါတဲ့ဟိုကောင်ဒီတောင်းကံပေါ်ကနေတစ်စင်တင်ပြန်ရလာတာဘေးမှာဆန်ချူပါတယ်ဗျာပြဿနာကဘာလဲဆိုတော့ရှေ့လည်းမကြည့်နောက်လည်းမကြည့်နဲ့ဘောလုံးကြီးကိုဘောစာကြီးအရှိကြီးထုတ်ပြီးတော့ကျွန်တော်ပြေးတာတကယ်လို့မြန်အဲ့ဒီဂိုးလည်းမဂိုးဘူးပြီးလို့ရှိရင်ကျွန်တော်ဘယ်တော့ဟို reactive ဘက်ကလည်းတူးတူးတွေပါတယ်ပြန်ဖြစ်သွားတယ်ဆိုရင်ဂျက်ဆင်ကိုထောင်းလို့ပြီးမှာမဟုတ်ဘူး ဂျက်ဆင်ကိုထောင်းလို့ပြီးမှာမဟုတ်တော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 ်ဒေါသထွက်စရာကောင်းတယ်စဉ်းစားကြည့်ပြပြင်တယောက်တည်းပြေးရတာတွေမဟုတ်ဘေးမှာဆန်ချူရပါပါသေးတယ်ကိုဘက်ကဂူးသမားအဒရီယန်ဆိုတာလည်းဘာမှဟုတ်တာမဟုတ်အဲဒါကိုပဲဘောစာရဲ့အရှိကြီးထုတ်ပြီးတော့ကျွန်တော်ပြေးသေးတာနားမလည်နိုင်ဘူးဘာလို့လဲပေါ့နော်အိုပရီးမီးယားလိမှာဒီတက်ပူကောင်းတဲ့ဟိုတွင်းကိုးတွေတောင်မှလုတ်ပြထားတာဗျဒီလိုမျိုးကြီးတယောက်ထဲဆွေးပြေးလာရာကြီးကိုပဲတလွဲလုတ်သေးတာဘလို့မှအချင်းကြီးမကောင်းဘူးဂျက်ဆင်နေနဲ့ချယ်ဆီကတော့တည်တည်ကြပါတယ်ဒီပုံစံနဲ့ဆိုလို့ရှင်တော့ကျွန်တော်တို့ ိုခေါ်လိမ့်မှာခေါ်ပါလိမ့်မယ်တိုက်စင်နောက်တစ်ယောက်ကတော့ဂျက်ဆင်နဲ့တော့သူတို့ရှေ့ဆက်မှာတော့မဟုတ်ဘူးဂျက်ဆင်တယောက်တည်းနဲ့တော့သူတို့ရှေ့ဆက်မှာမဟုတ်ဘူးเนาะသိကြတယ်အဲနောက်တစ်ခုကျွန်တော်တို့ဒီပေါ့နော်ပက်ထရိုနီတိုတို့နော်နီမော်ရူကီတို့ကျွန်တော်အိုက်တောင်မန်ကစားမားတွေနဲ့ပတ်သက်လို့ရှင်နားမလဲဘူးအခုပါခိုးပါမာတို့ပါလို့ကျွန်တော်ကစားသွားတာကိုကြည့်ဗျာတောင်မန်မှာပဲဖြစ်ဖြစ် head space ဒီမှာပဲဖြစ်ဖြစ်ရရင်ရတယ်လို့ဖြစ်တင်ပေါ်ကြီးကျွန်တော်ပေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်အန်ဇိုဖာနန်ဒက်စ်ခေါင်းတိုက်ပြီးတော့ twin တာဒီဟာပထမဆုံးကူးမှာမဟုတ်တာ အဲ့တော့ဒါပထမဆုံးကူးမှမဟုတ်တာဗျာဆိုတော့ခေါင်းတိုက်ဖို့အတွက်ဆိုလို့ရှိရင်အီဒီယာဘရဲကိုဖြစ်တင်ဖို့ပြီးမယ်ဆိုတာနဲ့နီကလက်ဂျက်ဆင်ရှိမယ်အန်ဇိုဖန်နဲ့ရှိမယ်အနည်းဆုံးအဲ့နှစ်ယောက်ကရှိပြီးသားဒါပေမဲ့လို့ပက်ထရူနေဒူတို့မော်ရီယိုကီရိုစီကနေပြီးတော့ဖြစ်တင်ဖို့တွေကတပွဲလုံးနီးပါးမမြင်ရသလောက်ပဲဟိုဘာမှဆိုလို့ရှိရင်ဖြစ်တင်ဖို့ပြီးသွားတယ်နှလုံးစလုံးကျွန်တော်ခိုးသွားတယ်ဒါတော့မှဂျက်ဆင်လို့လို့ကစားမိုက်တော့မင်းဂိုးတယ်ဆိုမှတော့ဒီကောင်ရဲ့ creativity ကိုကျွန်တော်ကောင်းကောင်းတွေးနိုင်တယ်ဒါပေမဲ့ပက်ထရူနေဒူစီကနေပြီးတော့တိကျတဲ့ဖြစ်တင်ဖို့ဘယ်နှလုံးတွေးရတယ် မာရွေခီစီကနေပြီးတော့ကိုတီးကြတဲ့ဖြစ်တင်ပေါ်ကျွန်တော်ဘယ်လုံးတွေးရလဲခေါင်းကြီးတွေငုံပြီးတော့ကစားနေကြတာဗျာတီးလားဒါတော့ဗျာ final မှာဆိုတော့ပွဲပြီးသွားပြီဆိုတော့ okay final ရတော့ final ပဲငါတို့ပြောစရာမလိုတော့ဖြစ်ကောင်းဖြစ်နေမယ်ပြည်ထနာကပြီးရတဲ့ပရီးမီယာလိတရားစီလုံးနဲ့ဒီကောင်းကြီးရဲ့ကစားဟန်ဒီကဒီတိုင်းပဲမာရွေခီနဲ့ပက်ထရိုနက်တို့ကဘလို့မှန်ကိုအဆင်မပြေဘူးပြီးလို့ရှိရင်မာလူကူစတူကလည်းပဲပြီးနိုင်လွှားနိုင်တာကလွင်းရင်တော်တော်လေးတော့တိုင်ပတ်တယ်ပေါ့နော်ဒီပွဲမှာသူတို့တော်တော်တိုင်ပတ်သွားတယ်ကျန်တဲ့ဇာမားတွေကတော့ပထမပိုင်းတစ်ပိုင်းလုံးတိုင်ပက်ပြီးမှဒုတိယပိုင်းကျမှအဆင်ပြေလာကြတာဒီတွေကမှ ဟိုးပါမာကတော့ Chelsea အတွက်ကျွန်တော်သာအဓိကပဲပါမာဟာဒီပွဲရဲ့ရလဒ်ကိုအမှန်ကန်ပြောင်းလဲပေးတဲ့ကစားမပဲဒုတိယပိုင်းသူ့ကိုအမှန်ကန်လိုနေတဲ့အချိန်မှာပါမာဟာဒီကေကောင်းနဲ့ကျွန်တော်ဖြစ်တင်ပေါ်နေတဲ့ Chelsea ကိုကူညီပေးသွားတာသူလုတ်သွားတဲ့အလုံးနေဆိုလို့ရှိရင်တော်တော်ကောင်းကောင်းနေကြီးပဲဖြစ်တင်ပေါ်ဒီကိုင်းဒီအန်ဇိုကိုပြီးသွားတဲ့အလုံးတို့ဘာလို့ဆိုလို့ရှိရင်လုံးဝပြားတည်တယ်မလားရှိမှဒက်ဖန်နာတယောက်ရှိတယ်တော့မှအဲ့ဒက်ဖန်နာခေါင်းတိုက်လို့မရဘူး။ဒါပေမဲ့နောက်မှာကက်နေတဲ့အန်ဇိုစီဆိုကွတ်တီးကြလာတယ်လို့ပါတော့။ပြီးလို့ရှိရင်ကျွန်တော်တို့ ဂျက်ဆင်တို့ဘာလို့အနိကခေါင်းတိုက်သွင်းလို့ရသွားတယ်လို့ဘာလို့ဒီထဲမှာခန်စစ်တယောက်သူ့ကိုအသေးကတ်ထားတာတော့မှရအောင်ယုံထွက်ပြီးတော့သွားတာပြန်ကခိုးပါမာတို့မန်နေကယ်ပွဲကိုအယုံဆိုင်ကစားရင်ဒီထဲမှာ performance တွေကကျွန်တော်မြင်ရမှာဒါပေမဲ့လို့ဒီပွဲမှာတော့ဘယ်လိုပြောမလဲခြေစည်းအနေနဲ့ပေါ့နော်ဒုတိယပိုင်းပြန်လာနိုင်ခဲ့တော့ဒါရီအားလုံးကတော့မေးမေးသွားတော့မှာပါလေနော်ပက်ထရိုနေတူမကောင်းမှုပဲပြောပြောဂျက်ဆင်ပါဖြစ်ခဲ့တယ်ပဲပြောပြောနေတူဘာလဲဒီမာရီယိုကီဘလူးပဲပြောပြောဘာလဲပြလို့ရှိရင်ဘာလဲအဲမိုလဂူစတိုဘလူးပဲပြောပြော ဒီပွဲမှာ final မှာဘူဘူဆွဲဖို့ကအရေးကြီးရဆိုတဲ့ခါကျတော့ဒါတွေကတော့မိသွားစရာပေါ့လေနောက်ရာသီစတဲ့ခါကျမှဒီကောင်းနေဒီပုံစံတိုင်းဆိုလို့ရှင်တာထပ်ပြီးတော့ပြောစရာဖြစ်မှာဆိုတော့ Chelsea ပြိသက်တွေနေရောလက်ရှိဘလူမြင်ရလဲတခုတည်းတော့များဘူး Chelsea ပြိသက်တွေရဲ့ဘက်ကတော့ Enzo Mares ကနဲ့ပတ်သက်လို့ရှင်သဘောမကျကြတဲ့သူတချို့အများစုရှိတယ်ဗောနော်ကျွန်တော်အကောင့်တွေမှာဆိုလို့ရှင်လည်း Facebook မှာမြင်ရတာပဲတည်ရမလားဒီနီးပြားဓာကြီးပဲကစားနေတယ်တို့နော်ပို့ပြီးတော့လည်းကောင်းမလာဘူးတို့ တကယ်စဉ်းစားကြည့်များသည်ပထမဆုံးကင်တွေတဲ့ယာဒီမှာဘယ်သူမှန်ပေါ့နော်ဖလားတလုံးလေးရမယ်ချန်ပီယံစ်လိလေဝင်မယ်လို့တွေးထားလိုက်မယ်လို့ကျွန်တော်မထင်ဘူးရှစ်ယာဒီချက်စီးကိုကျွန်တော်ကြည့်ရင်မာရက်စကာနီနဲ့လက်စတာစီးတီလိုအသင်းမျိုးကိုကင်ပြီးတော့ဒီအသင်းကိုပြောင်းလာတဲ့အခါမှာအပြောင်းလဲဒီအမှန်ကန်လောက်ရမယ်ဆိုပြီးတော့ပြေးကြမှာပဲအဲမဲ့လို့ပထမဆုံးယာဒီမှာတင်ဒီလောက်ထိလုတ်ပြထားနေတာလိုအပ်ချက်တွေတော့ရှိတာပေါ့လေတည်တယ်မလားလိုအပ်ချက်တွေဆိုတာကတော့အသင်းတိုင်းမှာရှိကြတာပဲအဲမဲ့လို့မာရက်စကာကတော့ပထမဆုံးယာဒီမှာ ဖြစ်တင်တာနဲ့ပို့ပြီးတော့အများကြီးလှုပ်ပြထားနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒါပြင်ချယ်ဆီနေနဲ့ပေါ့နော်ဒါဥရောပဖလားအဓိက major trophy လေးလုံးစလုံးကိုလည်း UEFA ဖလားပေါ့နော်ဒါယူနိုင်ခဲ့တယ်။ဆိုတော့ညီကတို့ရောဘယ်လိုမိညာလဲလက်ရှိဒီ final နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါဦး။ကြေကျေပါပဲညီကများလုံးကိုကျေးဇူးများတင်ပါတယ်။ဆိုတော့ဒီမတိုင်ခင် World Challenge မှာလာပြီးတော့ကြည့်ပေးကြတဲ့ညီကတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်။ဆိုတော့နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်။အားလုံးကိုကျေးဇူးပါ။